Hello အားလုံးပဲမင်္ဂလာပါ United ရှူကနေကြိုဆိုပါတယ်ဆိုတော့ပြီးခဲ့တဲ့နေ့က Manchester United နဲ့ Germany တောင်ပိုင်းကစားမတယောက်ဖြစ်တဲ့ Karen Adeyemi ရဲ့ကြားထဲမှာတောက်လျှောက်ဆိုသလိုတတိယနေ့ကျွန်တော်ထွက်လာတယ်ပေါ့ဒါနဲ့ပတ်သက်လို့ Fabrizio ကကျွန်တော် report လုပ်ထားတာရှိတယ်သူပြောထားတယ်ဆိုတော့ Manchester United နဲ့ Dortmund ကစားသမားဖြစ်တဲ့ Adeyemi ရဲ့တတိယတွေဟာ Ola Hala တတ်တတ်တာဖြစ်ပြီးတော့အသင်းဘက်ကအမှန်တကယ်စပြီးတော့ဆွေးနွေးနေတာမျိုးတွေ ဘာမှန်ရှိမနေဘူးပေါ့နော်။ဒါပေမဲ့လို့ Manchester United က Karen Adeyemi လိုမျိုး တောင်းပန်အဖြစ်လဲကျွန်တော်တို့တွန်းလို့ရတယ်။နံပါတ်10ရိုးလဲကျွန်တော်တို့ကစားနိုင်တယ်။မြန်ဆန်ပြီးတော့ skill လေးကောင်းတဲ့ကစားမတွေကိုတော့အမှန်ကန်လိုအပ်နေတယ်ပေါ့။ဒီလိုကစားမတွေကိုအသင်းဘက်ကလေ့လာမှုတွေရှိနေပြီမဲ့လဲလို့တိုက်ရိုက်ဆက်သွယ်တာတွေတော့မရှိသေးဘူးဆိုပြီးတော့ကျွန်တော်ပြောထားတယ်။ဆိုတော့ United နဲ့ Karen Adeyemi တို့ရဲ့ဂျားထဲမှာဘာမှန်သတင်းတွေကမမှန်ကန်ကန်ဖြစ်နေတာမျိုး လတ်တင်းကြီးချားထဲမှာအမှန်ကန်ကျူးပန်းနေတာမျိုးတွေမရှိသေးဘူးဆိုတဲ့သဘောပဲဒီနေရာမှာဟိုဘယ်လိုပြောမလဲနံပါတ်10လို့လဲရကျင်တယ်နော်မြင်မြင်စင်စင်ကစားနေတဲ့ကစားမတစ်ယောက်လည်းဖြစ်မယ်စကယ်ရီဘိုင်းလည်းကောင်းမယ်ဆိုလို့ရှိရင်အဒေယာမီဟာမြန်ဆန်နာကလွင်အဲ့ဒီရဲ့စန့်ကျင်ဘက်ကြီးကြီးပဲရဲ့နော်ဆိုတော့အဲ့ဒီလက်ရှိသူပုံဖော်ပြထားတဲ့ကစားမကစင်မင်ညိုလိုကစားမမျိုးဖြစ်နေတယ်ဗျာဆိုတော့ဒီဘိုင်ယန်ကစားမဆိုပြီးဘိုင်ယန်နဲ့ ဂျာမနီကစားမတွေနဲ့ပတ်သက်လို့ရှိရင်တိတ်မကောင်းတာတွေတိတ်ပြောလို့လို့မရှိဘူးเนาะဒါပေမဲ့လို့အဲ့ဒီအဒီယာမီဆိုတာရိုမန်နူပြောတာတွေနဲ့ကျွန်တော်တခြားစီစကေးကောင်းနေဆိုတာရိုမန်နူနီနဲ့ဘာကြည့်ပြီးမြန်စကေးကောင်းနေလို့ပြောလဲတော့မသိဘူးဗောနော်ပြီးရင်ကျွန်တော်တို့နေမြန်ဆန်နေဆိုတာတော့ကျွန်တော်ဟုတ်တယ်နံပါတ်10လို့ရတယ်ဆိုတာကလည်းဗျာကျွန်တော်ပြောသလိုပဲဒေါ်မမတခါတလေ3421နေပါရင်လည်းကစားတယ်ဆိုလို့ရှိရင်ထားကစားတယ်တိုးတိုးလေးပဲဒီကစားမလေးကမြန်နေပြေးမယ်လွှားမယ်ဆိုတာကလွှဲရင် ဘာမှရတာမဟုတ်ဘူး finishing ပိုင်းကောင်းလားဆိုတော့လည်းမကောင်းဘူး passing ပိုင်းကောင်းလားဆိုတော့လည်းမကောင်းဘူး dribbling ပိုင်းကောင်းလားဆိုတော့လည်းမကောင်းဘူး dribbling ဆိုတာဗျာတည်ရမလားကိုရှေ့ space ကြီးလွတ်နေတာကြီးကိုဘောလုံးကြီးထိုးပြတာလောက်ကတော့မင်းကလည်းမင်းလူတိုင်းလုတ်တတ်တာပေါ့ဟုတ်တယ်မလားဆိုတော့ဒါကြောင့်ကိုကမြင်လို့ပြီးနိုင်တာလောက်ကတော့ဗျာဒါထူးဒါထူးခြားနေတဲ့ skills မျိုးမှမဟုတ်တာ တော့ dribbling လည်းမကောင်းဘူး passing ability လည်းမကောင်းဘူးเนาะပြီးရင် vision ပိုင်းလည်းဘာမှမရှိဘူး goal scoring ပိုင်းလည်းဘာမှကောင်းတာမဟုတ်ဘူးဒရာမီကအမှန်တမ်းပြောရင်အဲ့တော့အဲ့ဒီ exam ကိုကျွန်တော်တို့အသင်းဘက်ကအမှန်ကန်ခေါ်ဖို့ကြိုးပမ်းတာတွေကျွန်တော်ဘောနော်ဒီမရှိဘူးကျွန်တော်လိုတယ်ပေါ့အဲ့တော့လက်ရှိအသင်းဘက်ကတော့ဘာမှဆွေးနွေးတာတွေရှိမနေဘူးဆိုတော့အသင်းတွေတည်င်းကောင်းပါခုနကပြောသူပဲကျွန်တော်တို့ကနံပါတ်10လို့လဲကျွန်တော်တို့ရအောင်နေเนาะဟိုဂိုးသွင်းပိုင်းတာလဲကျွန်တော်ဂိုးသွင်းတဲ့ပိုင်းမှာလဲကောင်းနေเนาะပြီးလို့ရှိရင်အခွင့်အရေးဖန်တီးမှုပိုင်းနေ dribbling မိုင်းနေပြိုင်ဘက်ကိုဒုက္ခပြနေတဲ့အချင်းဒီမျိုးတွေစီအသင်းဘက်ကကျွန်တော်တကယ်တကယ်ခေါ်ဖို့ကြိုးပမ်းမယ်ဆိုရင်ပေါင်65တန်းတန်းစီမင်ညူတို့ဘာတို့ကအသင့်တော်ဆုံးပဲဒါလည်းညီကတို့သိတာပဲဆိုတော့အရေယာမီတို့ဘာတို့ဘက်ကိုကျွန်တော်မှလှဲသိမှုပေါ့နော်ဒါကြောင့်ရိုမန်တို့ကတော့ပြီးခဲ့တဲ့နှစ်ရက်လောက်ကတောက်လျှောက်သတင်းတွေထွက်ထားတဲ့ဒီအရေယာမီနဲ့ပတ်သက်သတင်းတွေကိုသူညင်းထားတယ်ဆိုတော့မနေ့ကပဲသတင်းတွေအရပေါ့နော်အဲမနေ့ကပဲသတင်းတွေအရကျွန်တော်တို့ဒီဘယ်လိုပြောမလဲ ယူနိုက်တက်ရဲ့ဘက်ကပဲဖြစ်ဖြစ်တခြားဘဲကလတ်တင်းအနေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဆင်မင်းယူကိုဟိုခေါ်နိုင်မယ်ဆိုတဲ့တနည်းနဲ့ကြောက်ထွက်လာတယ်အဲ့တော့အသင်းကအခုလိုမျိုးနံပါတ်တနနောက်တစ်ယောက်ထပ်လိုချင်နေဆိုတာနဲ့ကြည့်ရင်လည်းပဲအကူဒီအတွက်တော့မျောလင့်ကျင်စရာပေါ့လေအပြောင်းရွှေ့ဘီယူဒီထဲမှာကျွန်တော်အမြဲတမ်းပြောသလိုပဲကျွန်တော်တို့အတွက်ကမလွယ်ပါဘူးမလွယ်ပါဘူးဆိုတာအသင်းအနေနဲ့ပေါ့နော်အသင်းအနေနဲ့နောက်ထပ်နေလို့နံပါတ်1ကစားမတစ်ယောက်ဆိုတာထက်နောက်ထပ်ကွန်းလေကစားမတယောက်ကိုခေါ်ဖို့တည်တာဦးစားပေးပုံစံကျူးပန်းမဲ့အနေအထားမျိုးဖြစ်နေတာအတင်းတွက်က ကွင်းလေကစားမခေါ်နိုင်တာဒီပြက်တနာတော်တော်ကြီးကြီးတွေကိုဖြည့်ရှင်းနိုင်မှာနောက်ထပ်네ရိုနံပါတ်10တယောက်ကိုခေါ်လိုက်လို့အတင်းပြက်တနာတွေကဘာမှသိပြည်လေသွားမှာမဟုတ်နောက်ထပ်네ရိုနံပါတ်10ကစားမတယောက်ကိုခေါ်လိုက်ရင်ဖာနန်ဒက်စ်ကကွင်းလေမှာ permanent player မျိုးကျွန်တော်ဖြစ်သွားမယ်ဟီလာအဲ့တော့ကျွန်တော်အနေနဲ့နံပါတ်10ကစားမတွေကအတင်းမှာရှိပြီးသားအမ်ဘူမိုရှိတယ်၊ကူညာရှိမယ်၊မေဆန်မောက်ရှိမယ်၊ဘရူနိုဖာနန်ဒက်ရှိမယ်၊အာမက်ဒီယာလို့ကျွန်တော်ရှိမယ်၅ယောက်လောက်ဒီကျွန်တော်ရှိတယ်ဗျအာမက်ဒီယာလို့ဒီ ဝင်းဘက်စ်မှာကစားနေရတယ်ဆိုတာတကယ်ဝင်းဘက်စ်စစ်စစ်မရှိလို့ပဲတိုက်စစ်သူကောင်းလို့သူ့ကိုထားသုံးနေတာနေရုံနဲ့ပတန်းကိုကောင်းကောင်းကစားနေတဲ့ကစားမတယောက်เนาะမေဆန်မောက်လည်းပဲဒီတိုင်းပဲကုညာလည်းဒီတိုင်းပဲအန်ဘူမိုလည်းဒီတိုင်းပဲဘရူနိုဖာနန်ဒက်စ်လည်းဒီတိုင်းပဲမေဆန်နာရှင်မိန်းနူးပါသုံးလို့ရသေးတယ်အဲ့တော့ကျွန်တော်တို့အတွက်လိုအပ်တာဒီကွင်းလေပဲဆိုတော့ဒီကွင်းလေကိုပဲအမှန်ကန်ခေါ်ဖို့ဂျူပန်အမှာအဲကြောင့်ပြီးကြတဲ့နေ့ကသတင်းထွက်ထားတဲ့အဒီယာမီတို့ပါလို့နဲ့သတင်းတွေဟာတာမန်ကောလာဟာလာထက်မပိုဘူးဆိုပြီးတော့ရိုမန်နူကပြောထားတယ်သတင်းကောင်းလို့ကျွန်တော်ထင်တယ် အတိမတ်ကဒီကစားမလေးကိုလုံးဝ serious ထားပြီးတော့ကျူးပန်းနေတာမျိုးတွေရှိလာမယ်ဆိုရင်ပြဿနာတော့ကြီးမှာပါ။ဘာလို့လဲဆိုတော့အတင်းအတွက်အများကြီးပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ကစားမမျိုးမဟုတ်ဘူးလို့ကျွန်တော်ထင်လို့ပေါ့နော်။ညီကတို့ရောအဒီယာမီရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ဘယ်လိုမြင်ကြလဲ။အတင်းဘက်ကတော့နောက်ထပ် Nero Nero 10နဲ့ကွန်းလင်မှာဆိုလို့ရှိရင်ဘယ်နေရာကိုဦးစားပေးပြီးတော့ခေါ်တင်နေချင်းကြလဲ။ဆွနီကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။